တပေါင်းလပြည့်မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အကြောင်းတပေါင်းလသည်မြန်မာလများတွင်၁၂လမြောက်ဖြစ်သည့်တနစ်တာဤနောက်ဆုံးလဖြစ်သည့်တပေါင်းလဤပထမလဝက်သည်ဆောင်းရသည်တွင်ကြာရောက်သည့်ဒုတိယလဝက်ကနွေရသည်တွင်ကြာရောက်သည့်ဆောင်းကုံနွေစတာယာလတော်လာရသည်ဖြစ်သည့်ထို့ကြောင့်ခေအဆက်ဆက်စာဆိုလိုသည့်တပေါင်းလဤအလှကိုရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည့်ရှေးရခင်ကတပေါင်းလပွဲတော်သည်တဲပုံစီတီပွဲတော်ဖြစ်သည့်တဲပုံစီတီပွဲတော်သည်ပကံခေ သို့မဟုတ်ပကံခိမတိုင်မီကပင်ပေါ်ပေါက်ခဲ့သည်ဟုအချို့ကဆိုကြသည်။နောက်ပိုင်းတွင်တဲပုံစီဒီပွဲတော်ကျင်းပသည့်ဒလိတဖြည်းဖြည်းမိမ့်မိန်သွားသည်။တပေါင်းလာပြည့်နေ့တွင်ဖျားပွဲတော်များကျင်းပသည့်ဒလိခိစားလာခဲ့သည်။ထို့သောဖျားပွဲတော်ကျင်းပခြင်းကိုပင်တပေါင်းလာပွဲတော်ဟုခေါ်ကြသည်။တပေါင်းလာသည်ရာသီဥတုတရာသည်နှင့်အမျှသာသနာရေးတွင်လည်းမှတ်တမ်းတင်တင်သောဖြစ်ရကြီးများပေါ်ထွန်းခဲ့သည်။ဗုဒ္ဓဖျားရှင်လက်ထက်တော်ကဖျားရှင်သည်ရာဇကြူပြည်ဝေလုံးဝင်ကျောင်းတော်၌တည်င်းသုံးက အင်္ဂတိုင်းနဲ့မကတာတိုင်းမှာတကာတကာမများအားတရားရည်အေးတိုက်ကျွေးလျက်ရှိသည်ထိုသတင်းကိုခမဲတော်တုတ်တော်တနမင်းကြီးကြားသိတော်အခါတားတော်ဖျားကိုဖူးတွေ့ခြင်းနေသည်ထို့ကြောင့်အမတ်တယောက်အားအချွေရန်တထောင်နဲ့အတူဆေလွတ်၍ပင့်ခိုင်းထိုအမတ်သည်ဗုဒ္ဓထံရောက်လာရာမှာတရားတော်ကိုနာရ၍အချွေရန်တို့နှင့်အတူယဟန်ပြုသွားသည်တုတ်တော်တနမင်းကြီးထံဖျားရှင်ကြွားရောက်တော်မူရန်မပင့်ဖြစ်ချေမင်းကြီးလည်းနောက်ထပ်၍အမတ်တို့ကိုအချွေရန်တထောင်စီဖြင့်၉ကြိမ်တိုင်အောင်ဆေလွတ်ခဲ့သည် သို့သောအလုံးယဟန်ပြု၍နေကြပြန်သည်ဆယ်ကြိမ်မြောက်တွင်မူဗုဒ္ဓဖုရားရှင်နှင့်ဖောဖက်တော်ဖြစ်သောကာလူတာ၏အမတ်ကိုစေလွတ်သည်ကာလူတာ၏အမတ်သည်လည်းရှေးကအမတ်များနှင့်ဤတူပင်နောက်ပါများနှင့်တကွာယဟန်ပြုပြန်သည်တို့ရာတွင်ခီးလန်းပန်းတရာသောတပေါင်းလအချိန်သို့ရောက်သောအခါတွင်ကလန်းခီးတရာပုံတပေါင်းလကိုဂါထာပေါင်း60ဖြင့်ဖွင့်၍ကကပိလဝတ်ပြည်သို့ကြွပါမည်အကြောင်းဖုရားရှင်အားလျှောက်ထားတောင်းပန်သည်ဗုဒ္ဓဖုရားရှင်လည်းလက်ခံကာတပေါင်းလပြည်နေ၌ကပိလဝတ်ပြည်သို့ကြွတော်မူခဲ့သည် ဖျားရှင်ကပိလဝဏ္ဏေပြည်တော်သို့ကြွတ်တော်မူခြင်းကြောင့်နိကြောဒယုံចောင်းကြီးပေါ်ပေါက်လာသည်ဂါထာတထောင်ဖြင့်တစဆင်အပ်သောဝေဒနရာဆက်တော်ကြီးကိုဟောတော်မူခဲ့သည်ခမဲတော်တုတ်တော်ဒနမင်းကြီးသည်လည်းမဟာဓမ္မပါဠဆက်တော်ကြီးကိုကြားနာရသဖြင့်အနာခံတည်ခဲ့သည်နောက်အခါအရဟတ္တဖို့တည်သွားသည ဗုဒ္ဓဖျားရှင်ကပိလဝတ်ပြည်သို့ကြွရောက်တော်မူ၍တရားဟောတော်မူသည်ဖြင့်မိထွေးတော်ဂေါတမီသည်လည်းသောတာပန်တည်သည်ရတောဒရာကိုအကြောင်းပြု၍ဆန္ဒကိဉ္စရိဇတ်တော်ကိုလည်းဖျားဟောတော်မူခဲ့သည်ညီတော်နန္ဒမင်းသားယဟန်ပြုဖြစ်သည်တားတော်ရာဟုလာတာမဏိဘဝသို့ရောက်ရှိသည်တာကီဝင်မင်းသားတထောင်ယဟန်ပေါင်သို့ရောက်ရှိသည်ဆွေမျိုးတို့ဖျားရှင်ကိုကြည်ညိုစေရန်ဆောင်ရွက်ရန်အထူးအောင်မြင်သည်ဖြင့်ကာလူတာယီမထေရအားကုလပတာဒအေတတက်ဖွဲ့ချင်းမြင့်တော်မူခဲ့သည် တပေါင်းလာပြည့်နေ့သည်ဖျားရှင်ပြည်တော်ဝင်ရန်စတင်ကြွလန်းတော်နေ့ဖြစ်သဖြင့်လေထိုနေ့ကိုအကြောင်းပြု၍တာသနာတော်နှထူးခြားသောဖြစ်ရကြီးများပေါ်ထွန်းခဲ့သည်ထို့ပြင်မဟာတက္ကရတရသုံးခုတပေါင်းလာပြည့်ဗုဒ္ဓဟူးနေ့တွင်တည်ကြမင်းဥက္ကလာပါမင်းကြီးတပုတ်တနှင့်ပလိကကုံတယ်ညီနောင်တို့ကြီးမူရွှေတကုံဇေဒီတော်ကြီးတည်ထားခဲ့သည်ဟုတမိုင်းကဆိုသည်ဤကားတပေါင်းလာကိုအကြောင်းပြု၍တာသနာတော်၌ထူးခြားသောမှတ်တိုင်ကြီးများပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်